င်္ဂလာပါ English for Learner YouTube နဲ့ TikTok Channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ lipid fat wine ဒီစကားလုံးသုံးလုံးရဲ့အဓိပ္ပာယ်ခြားနားချက်တွေကို example တွေနဲ့လေ့လာသွားမှာဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲ exercise လေ့ကျင့်ခန်းတွေကိုဖော်ပြပေးထားသလို answer key ကိုလည်းပဲဒီဗီဒီယိုရဲ့အဆုံးမှာ ထည့်ပေးထားပါတယ်ဆိုတော့ဒီစကလုံး၃လုံးရဲ့ခြားနာချက်ကိုစပြီးတော့လေ့လာကြည့်ရအောင်ကဲဒီမှာဆိုလို့ရှိရင် box လေးတွေနဲ့ပေါ်ပြပေးထားပါတယ်ဆိုတော့ဒီ lipid or fat ဒီစကလုံး၃လုံးက အမြင်မှလို့ပြောမယ်ဆိုလို့ရှိရင်အစီဆိုတဲ့အတိတ်ပဲကိုရတယ်။အဲ့တော့ဒီမှာ bounce နဲ့သူတို့ရဲ့နော်အဓိက main difference တွေကိုဒီမှာဖော်ပြပေးကြပါရစေ။ဒါလေးကိုနားလည်လို့ရှိရင်အဒီစကလုံး၃လုံးရဲ့၆နာချက်ကိုသဘောပေါက်ပါပါ။အဲ့တော့ lipid ဆိုတာကဒါကျေပြန့်နေ oil ပဲဖြစ်ဖြစ် fat ပဲဖြစ်ဖြစ်ဒီ lipid ထဲမှာပါတယ်။အဲ့တော့ lipid ကဒါကျေပြန့်နေသဘောသဘာဝရှိတယ်။သူက general cell နဲ့ heavier cell နဲ့ တော့ lipid က scientific term ဖြစ်တယ်သိပ္ပံသိပ္ပံနီးကြတဲ့အတောအလုံးဖြစ်တယ်သိပ္ပံအခေါ်ဝေါ်ဖြစ်တယ် scientific term ဖြစ်တယ်လို့ biological biological term လည်းဖြစ်တယ်ပေါ့နော် biological term ဖြစ်တယ်အဲ့တော့အစီဒီအကောင်လုံးကို lipid လို့ဒါခေါ်လို့ရတယ်အတွင်းထဲမှာရှိရဲ့ဆဲတွေ membrane တွေအစရှိရဲ့အဖွဲ့အစည်းတွေ molecule အဖွဲ့အစည်းတွေသူတို့ကိုဒါ lipid လို့ခေါ်မှာပါ ဆိုတော့ lipid ကကျေပြက်တဲ့သဘောတဘာဝရှိတဲ့ generation နဲ့အဲသူကဘယ်လိုစကလုံးတွေတွဲမှာလဲဆိုတော့ cell membrane တို့ဒီလိုမျိုးစကလုံးတွေတွဲမှာဖြစ်တယ် scientific term ဖြစ်တယ်လို့ biological term လည်းဖြစ်တယ်ကဲနောက်တစ်ခုက why ကဲ why ကတော့ဒါရှင်းတဲ့ unsaturated unsaturated fat ပေါ့နော်မပြည့်ဝတဲ့ C အဲ့တော့မပြည့်ဝတဲ့ C ဆိုတော့အာသူ့ရဲ့ structure ကာဗွန်ဘုံးနေတမပြေသွားတဲ့ကာဗွန်ကာဗွန်ဘုံးပေါ်မှာမူတည်ပြီးတော့ဒါခွဲခြားသတ်မှတ်တာဖြစ်တဲ့ unsaturated fat မပြေသွားတဲ့အဆီဖြစ်တယ်။ဒါကြောင့်မလို့သူက heavy ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဖြစ်တယ်။သူဟိုင်းကဘယ်ကနေပဲရမလဲဆိုရင် plant product အပင်ရနေပြီးတော့ရလာတဲ့အဆီ vegetable vegetable အာဟင်းသီးရွက်တွေကနေပဲရလာတဲ့အဆီဖြစ်တယ်။နောက်တစ်ခုက fish ငါးကနေပြီးတော့ရလာတဲ့အစီဥပမာငါးကြီးစီပေါ့နော်အဲ့တော့တတိတတိတရက်တွေဟင်းသင်းရက်တွေအအပင်နေကနေပြီးရလာတဲ့စီဥပမာနေကြစီတန်လွင်စီအုံစီအစရှိသဖြင့်အရလာတဲ့အစီဖြစ်တယ် fish ငါးကလည်းရတဲ့အစီဖြစ်တယ်သူက liquid in room temperature အခန်းပူချိန်မှာဆိုရင်သူက liquid အရေးဖြစ်တယ်ဆိုတော့ white ကဒါ unsaturated fat heavy ဖြစ်တယ်ကျမိုင်နေညွတ်တယ် pan blood plant product ဖြစ်တယ်လို့ အဲ fish ကနေပြီးတော့ရှာတယ်။ကဲနောက်တစ်ခုက fat အဲ့ fat ကတော့သူနဲ့ဆက်ညင်ပဲ saturated fat သူကပြည့်ဝစီဆန္ဒပြောသလိုကာဗွန်ဘုံးတွေ stress shower မှာမူတည်ပြီးတော့ဒါသတ်မှတ်ထားတာ။သူကပြည့်ဝစီဖြစ်တယ်ပြီးတော့သူက unhealthy ကျန်းမာရေးနဲ့မညီဘူး။ကျန်းမာရေးကိုဟိုစိုးကျိုးဖြစ်စေတယ်။အဆီတမျိုးဖြစ်တယ်ဗောနော်။သူကဘယ်ကနေရမလဲဆိုတော့ animal product တလိษံထွက်ပစ္စည်းတလိษံနေရာနေရလာတဲ့အဆီ။ ဆိုတော့ fab လို့ပြောလို့ရှိရင်ဒါရှိမှာတလိษံတစ်ခုခုပါလိမ့်မယ်ပေါ့နော်တလိษံတောင်းတလိษံထွက်တလိษံนี่ရလာတဲ့ product တွေဥပမာအာ butter ပေါ့နော် butter အဲ့ butter တွေ red meat တွေအစရှိသဖြင့်တလိษံนี่ရလာတဲ့အစီတမျိုးမျိုးပေါ့နော်သူက unhealthy ဖြစ်တယ်ကဲသူကကျတော့ရေဘူးရအားဖြင့် solid and room temperature အခန်းပူချိန်မှာသူက solid အဆိုင်ကဲဖြစ်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီ pouch ကို ဟို bug ကိုလေ့လာထားမယ်ဆိုလို့ရှိရင်သူရဲ့ခြားနာချက် main difference ကိုဒါနားလေသဘောပေါက်မယ်။ကြည့်ဒါဆိုလို့ရှိရင် example လေးကိုဆက်ပြီးတော့ကြည့်ကြည့်မယ်။ဟောဒီမှာ example 1 lipid is one of the six kinds of nutrients which include in food အစားအစာတွေထဲမှာပါဝင်တဲ့အာဟာရတဲ့ရှောက်ခုတွေကတမျိုး ဖြစ်ပါတယ်ဆိုတော့ဒီ lipid ကဒါ general ပေါ့နော်အကုန်လုံးရှုံပြီးတော့ပြောမှာဒီမှာအစားအစာနဲ့ပါတဲ့အာဟာရတက်ရှောင်မျိုးရှိတယ်အဲ့ဒီရှောင်မျိုးတွေကတခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုပေါ်ပြထားရတဲ့အကြောင်းမျိုး lipid ဆိုရဲအဲစကလုံးကိုဒီမှာသုံးပါပါဟုတ်ပြီနောက်တစ်ခုက vegetable wine ကဒါတော့ရှင်းတယ်ရှေ့မှာ vegetable ပါတယ်ဟင်းသီးရွက်ဆိုတဲ့စကလုံးပါတဲ့အကြောင်းမျိုးအဲသူ့နောက်ကသုံးရမယ်အဲစကလုံးက wine ဆိုရဲအဲစကလုံးလေးကိုသုံးပါပါ vegetable wine ဟင်းဒီရက်စီဒီကို should be used သုံးပြုတဲ့။ဒါကြောင့်လဲဆိုတော့ it give energy and good hair သွားဆိုင်တွေကိုပေးတယ်အဲကျမကြီးကောင်းခြင်းကိုပေးတယ်။ copy number 3 swan food တချို့အစားအစာတွေ that is high in fat a fried foods and red meat ကဒီမှာကဲနောက်မှာတလေးဆန်အတွက်ပစ္စည်းပါနော် animal product တကူပါတယ်ပေါ့နော် ဆိုတော့ဒီမှာပါရတဲ့ကြောင့်မလို့ဒီမှာ fab ဆိုတဲ့စကားလုံးသုံးရမှာ fried foods and red meat အကြော်စားတွေမှာကြော်ငါကြော်စားကြီးအကြော်စားတွေ and ပြီးတော့ red meat red meat တွေအနီအောင်သားတွေအဲ့ဒါတွေဟာတဲ့ that is high in fat acidic များတဲ့အစားအစာကြီးဖြစ်ပါတယ်ဆိုတော့ဒီ fat ကဒါ unhealthy food ကျန်းမာရေးနဲ့မညီတဲ့မညီညွတ်တဲ့အစီအတမျိုး Okay, now we go number four. Lipids are essential for building cell membrane. ဒီမှာ cell membrane ဆိုတဲ့စကားလုံးပါတယ်။ဒါကြောင့်မို့ lipid ဆိုတဲ့စကားလုံးလေးကိုဒီမှာသုံးအောင်ပဲပေါ့နော်။အဲ့တော့ lipid acid တွေက cell membrane တွေကိုတိဆောက်တဲ့နေရာမှာ are essential အရေးကြီးပါတယ်တဲ့။ Okay, number five. olive oil ကတော့ရှင်းပါရရှင်းမှာ olive ဆိုရဲဒါ a plant တခုခုပါရတဲ့ကြောင့်မလို့နောက်က wine ကိုပဲသုံးပါပါ။ wallet wine တန်လွင်စီတန်လွင်စီဟာ is rich in unsaturated fatty acid မပြေဝတဲ့ fatty acid ဓာတ်တွေပေါ်ကျွေဝတာဖြစ်ပါတယ် can the message eating too much fat causes your artery to clog up ကဒါတော့ရှင်းပါတယ်နောက်မှဒါကျမရေးအတွက်အစိုးကျိုးတွေကိုရေးထားတဲ့အကြောင်းလို့ဒီမှာ fat ဆိုတဲ့စကားလုံးသုံးပါမှာပါ အစီအများကြီးစားသုံးခြင်းဟာသွေးကြောတွေကိုပိတ်စီပါတယ်တဲ့ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီ example ကိုအဲ example ထဲမှာဘလိုစကလုံးတွေပါလို့ရှိရင်ဘယ် lipid ကိုတုံးမယ် white ကိုတုံးမယ် fat ကိုတုံးမယ်ဆိုတဲ့အကြောင်းကိုဒါ example နဲ့တကွာရှင်းပြခဲ့တာဖြစ်ပါတယ်နားလည်မယ်လို့မျှော်လင့်ပါတယ်ကဲဒါဆိုလို့ရှိရင်နောက်မှာ exercise ငါးဖို့ပေးထားပါတယ် exercise ငါးဖို့ပေးထားပါတယ် ဆိုတော့ဒီ exercise 5ခုကိုဒါဖြည့်ကြည့်ပါဗီဒီယိုရဲ့အဆုံးမှာ answer key လေးကိုထည့်ပေးထားပါတယ်ဒီ exercise ကိုဖြည့်ပြီးတော့အာ answer key နဲ့တိုက်တိုက်ဆိုင်စစ်ဆေးပြီးတော့အဖြစ်ဘယ်နှပုံးမှန်တယ်လဲဆိုတာကို comment box မှာရေးခဲ့လို့ရပါတယ်